ရှင်းပြည်နယ်မြောက်ပိုင်းဖလန်းမြို့မှာမတ်လ17ရက်နေ့ကနေမတ်လ18ရက်ဒီကနေ့ထိစစ်ကောင်စီတပ်နဲ့ချင်းညီနောင်ပူးပေါင်းတပ်တို့တိုက်ပွဲပြင်းထန်နေပြီးတော့စစ်ကောင်စီတပ်ကလေကြောင်းနဲ့စက်တိုက်ပုံကျဲတိုက်ခိုက်နေတယ်လို့ဒေသခံတွေနဲ့ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။မြို့မှာတခုတည်းကျန်နေတဲ့ခလာရ268တပ်ကိုချင်းညီနောင်တပ်တွေအပြင်းထန်ထိုးစစ်ဆင်နေသလိုစစ်ကောင်စီတပ်ကလည်းစခန်းလက်မလွတ်ရဖို့အတွက်လေကြောင်းနဲ့အဆက်မပြတ်ပုံကျဲနေတာလို့ဆိုပါတယ်။ 2024ခုနှစ်နိုမာလ9ရက်နေ့ကစတင်တဲ့ဖလန်းမြို့သိမ်းတိုက်ပွဲတွင်ခလာရ268တပ်စခန်းကလွဲပြီးတော့မြို့ပေါ်နေရာအားလုံးကို ချင်းညီနောင်တပ်တွေသိမ်းပိုက်ထားတာပါအဲ့ဒီတပ်စခန်းကိုချင်းညီနောင်ဘွဲကတလနီးပါးကြာပိတ်ဆို့ထားတာလည်းဖြစ်ပါတယ်ဒါကြောင့်စစ်ကောင်စီဘက်ကအင်အားဖြည့်ပြီးတော့ထိုးစစ်ဆင်နေတဲ့အတွက်တကြောပြတိုက်ပွဲပြင်းထန်နေတာလို့ချင်းမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ပြောခွင့်ရှိသူ slide တင်မီထုတ်က RFA ကိုပြောပါတယ် ရှေ့ဝင်ကုန်းနဲ့အရှေ့ကုန်းကိုကျွန်တော်ထိနိုင်တယ်လို့အာခါရနေ68ထဲကိုကျွန်တော်ဝင်ပြီးဝင်ပြီးတော့ဒီတော်တော်များများ point ကိုကျွန်တော်တိတ်ထားတယ်ဆိုတော့အဲ့ဒါကြောင့်လည်းသူတို့ဘက်ကအာပြင်းပြင်းထန်ထန်နေအဲ့လေကြောင်းနဲ့ပြန်ပြီးတော့တပြန်စစ်စီလုပ်နေတဲ့ခြေနေမှာရှိတယ်ဆိုတော့တစ်ဖက်တက်ပွဲကတော့အာတော်တော်လေးပြင်းထန်နေတဲ့ခြေနေမှာရှိတယ်စစ်ကောင်စီတပ်ဟာမတ်လ15ရက်နေ့တရက်ထဲမှာတင်လေချောင်းနဲ့ဘုံအလုံးကြီး150ကြော်ကျဲချခဲ့ပြီးတပတ်အတွင်းဆိုရင် ဘုံလုံးကြီးက900လောက်ရှိပြီလို့ဆိုပါတယ်။2024ခုနှစ်အောက်တိုဘာလ25ရက်နေ့ကနေစပြီးတော့ဖလန်းမြို့မှာနေထိုင်တဲ့ဒေသခံတထောင်ကျော်ဟာတခြားကျေးရွာတွေပြင်စကိုင်းတိုင်းကလေးမြို့ရန်ကုန်နဲ့အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ဘက်ကိုထွက်ပြေးနေရပါတယ်။ဖလန်းမြို့ကိုစစ်ကောက်စီတပ်ရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်ထန်တလန်မြို့လိုပဲမြို့ပြတ်ဖြစ်သွားမှာကိုစပေးတိတ်ရှောင်နေရတဲ့ဒုက္ခသည်တွေစိုးရိမ်နေကြပါတယ်။ ယုတ်ကတဲ့စွန်ခွာရတာတော့လေးလာကြော်ပြီပေါ့လူသားတယောက်ဒီဒီမို့လေသူရဲ့ဇာတိမျိုးကိုဖြစ်တယ်ဘဝသူတို့လေးမှာတကယ်ချမ်းသာစွာနဲ့အရင်ကလေခေရတဲ့ယုတ်ကအဲတကယ်ချမ်းသာစွာနဲ့ဖြစ်ပြန်ရနိုင်တဲ့အနေထားမျိုးရှိဖို့ပဲကြော်လင့်တာပါဖလမ်းမြို့အနီးမှာရှိတဲ့ရွာပေါင်း၁၀ရွာထက်မနည်းကဒေသခံတွေဘေးလွရာထွက်ပြေးနေရတယ်လို့လဲဆိုပါတယ်။လက်ရှိရွာအများစုမှာ ဘုံခိုကျင်းတွေတူးထားရသလိုတောင်ရသွားလို့ဖို့လဲဒေသခံတွေနေနဲ့ခက်ခဲနေကြပါတယ်ဟုတ်ကဲ့တော့ဒီတောင်းရင်တော့အာပြောလို့တော့မရဘူးသူတို့ကျတော့ချက်အချိန်တိုင်းရချတော့လေအမင်းသားရတယ်ကကုန်ပြောင်းစုကုန်နေဘုံတို့ကလေတချို့ကတော့လောက်ပါတယ်တချို့ကတော့ဒီရေပုံမော့တော့အဲဒီပုံတွေမှာပဲနေကြတော့များတယ်အဲ့ဒါနောက်ဆက်တော့ဖြစ်တာပေါ့ တိုက်ပွဲတွင်နှစ်ဖက်စလုံးတေဆုံးထိခိုက်မှုရှိတယ်လို့ချင်းညီနောင်ပူပေါင်းတပ်ဖွဲ့ကပြောပေမဲ့အသေးစိတ်ကိုတော့ RFA အနေနဲ့တိကျအတည်ပြုနိုင်တာမရှိပါဘူး။2024ခုနှစ်နိုမာလ9ရက်နေ့ကစတဲ့ဖလန်းမျိုးပေါ်တိုက်ပွဲတွင်မှစစ်တုံးမှန်၁၃၀လောက်ကိုချင်းညီနောင်ပူပေါင်းတပ်တွေကဖမ်းဆီးရမိခဲ့တယ်လို့ချင်းမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ကပြောထားပါတယ်ရှင်။